မြမငလင်းပေအတွက်တရုတ်နိုင်ငံကလောင်စာစီ plan house ခွဲစိတ်ခန်းစေဝါနဲ့ကာကွယ်ဈေးတွေစားတဲ့ပစ္စည်းတွေအပါအဝင်ရွှန်1ဘီလီယံအရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီကိုထပ်မံပံ့ပိုးပေးမယ်လို့မြမနိုင်ငံဆိုင်ရာတရုတ်သံရုံးကသတင်းထုတ်ပြန်ထားပါတယ်။မြမနိုင်ငံရဲ့မလ28ရက်နေ့မှာပြည်အမြင့်ငလင်းကြီးမန္တလေးငလင်းကြီးလှုပ်ခတ်ခဲ့မှုကြောင့် ဒေသခံအင်ဂျီတွေပြင်းထန်စွာပျက်စီးခဲ့ရပြီးရေမီးပြတ်တောက်မှုတွေပုံပြင်းခြောက်သွေ့တဲ့အပူချိန်နဲ့မိုးရွာသွန်းမှုတွေကဘေးဒဏ်သင့်ပြည်သူတွေအတွက်အခက်အခဲများစွာဖြစ်ပေါ်စေခဲ့ရာတရုတ်အစိုးရဟာဘေးဒဏ်သင့်ပြည်သူတွေရဲ့ရေးပေါ်လိုအပ်ချက်တွေအတွက်အလင်းအမြန်တုံ့ပြန်ဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။၎င်းမှာငလီနောက်ပိုင်းပြည်လည်နေရာချထားခြင်း၊ကင်းစေထောက်ပံ့ပေးခြင်း၊တောက်သုံးရရရှိရေးနဲ့ယောဂကာကွယ်ရေးလုပ်ငန်းတွေကိုအရှိန်ဟုန်မြင့်လှူဆောင်လျက်ရှိရလို့သိရပါတယ်။ တရုတ်နိုင်ငံကမြန်မာနိုင်ငံအတွက်အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာငလင်ကယ်ဆယ်ရေးပစ္စည်းစုစုပေါင်း6ကြိမ်တိတိထောက်ပံ့လွှဲပြောင်းပေးခဲ့ပြီး၎င်းပစ္စည်းတွေထဲမှာ ရွက်ပြင်တဲအလုံးလေးတောင်၊ချင်းအောင်အလုံးလေးတောင်၊တောက်ပေါ်လင်ဆအချက်ပေါင်း18000၊ sleeping bag အလုံးလေးတောင်၊စောင်းပေါင်းအထည်1000၊အရေးပေါ်ဆေးအိတ်9500ကျော်၊ဆိုလာမီအိမ်အလုံး1000၊ချက်ပြုတ်စရာပစ္စည်းအစုံ2000၊အရေးပေါ်ကျန်းမာရေးအိတ်3800ကျော်၊ခောက်ဆွဲချောက်ထုတ် အဖ200ရောပါရှိပြီးငလင်းဘေးဒဏ်သည့်ပြည်သူတွေရဲ့အခက်အခဲတွေကိုကုညီဖြေရှင်းပေးခဲ့ကြောင်းတန်ယုံကထုတ်ပြန်ပါတယ်။ဒါပြင်တရုတ်နိုင်ငံတက်ချီနေအသင်းဟာမန္တလေးမြို့မှာဘေးဒဏ်သည့်ပြည်သူတွေအတွက်ယာယီနေရာချထားရေးစခန်းနှစ်ခုတည်ဆောက်ပေးခဲ့ပြီးရွေးပြင်တဲ180ကျော်နဲ့ယာယီတန့်စင်ကန်တွေပြင်ဆင်ပေးခဲ့တယ်လို့ တဆင်စတူရန်ကီလိုမီတာကျော်ဧရိယာမှာယောဂကာကွယ်ရေးပိုးသက်ဆေးဖြန့်တဲ့လုပ်ငန်းတွေဆောင်ရွက်ခဲ့ပြီးရွှေငွေ1.5တန်အရေးပေါ်ငွေကြီးအကူအညီနဲ့ပစ္စည်း3ကြိမ်ထောက်ပံ့ပေးခဲ့တယ်လို့သိရပါဗျ။နောက်တစ်ဆင့်အနေနဲ့မန္တလေးနေပြည်တော်နဲ့စကိုင်းမြို့တွေမှာရှိတဲ့ မြန်မာနိုင်ငံတက်ချီနေအသေးနဲ့ပို့ပေါင်းပြီးယာယီရေတန့်စင်ဆက်တွေတက်ဆင်ပေးဖို့စီစဉ်လျက်ရှိကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။တရုတ်နိုင်ငံကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းဟာမြန်မာနိုင်ငံမှာရှိတဲ့တရုတ်ကုမ္ပဏီတွေနဲ့ပို့ပေါင်းပြီးနေပြည်တော်နဲ့မန္တလေးမြို့တွေမှာယာယီနေရာချထားရေးစခန်း၅ခုတည်ဆောက်ပေးခဲ့ပြီးလူဦးရေ18852ဦးကိုအကျိုးပြုနိုင်ခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံတရုတ်လုပ်ငန်းရှင်များအသင်း CECCM တရုတ်ဒေသဆိုင်ရာစီးပွားရေးအသင်းတွေနဲ့ကုမ္ပဏီတွေဟာရရောစွာလှူဒန်းခဲ့ပြီးအခုချိန်ထိငလင်ပေအတွက်ငွေကြေးနဲ့လူဝယ်ပစ္စည်းစုစုပေါင်းငွေကျပ်30ဘီလီယံကျော်လှူဒန်းခဲ့တယ်လို့သိရပါတယ်။နောက်တစ်ဆင့်အနေနဲ့တရုတ်နိုင်ငံဟာမြန်မာနိုင်ငံအတွက်ရန်ငွေ10ဘီလီယံအရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရေးအကူအညီတွေကိုထပ်မံပံ့ပိုးကူညီမဲ့ကတိကဝတ်ကိုအကောင့်ထဲပို့သွားမယ်လို့သိရပါတယ်။အဲဒီငွေနဲ့လောင်စာဆီ Plant House ခွဲစိတ်ခံ စေဝါနဲ့ကာကွယ်ဆေးတွေစားတဲ့အရေးတကြီးလိုအပ်တဲ့ပစ္စည်းတွေပါဝင်ပြီးကျန်းမာရေးနဲ့ယောဂကာကွယ်ရေးဆိုင်ရာကျွမ်းကျင်အဖွဲ့တွေကိုကုသရေးနဲ့ပိုးသတ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ဆင်လွတ်မှာဖြစ်ပြီးဘေးအန္တရာယ်အကဲဖြတ်ရေးအဖွဲ့ဆင်လွတ်ပြီးငလင်တန်ခန်းစားရတဲ့ဒေသတွေကိုကွင်းစင်းစစ်ဆေးကမြန်မာနိုင်ငံဘေးဒဏ်ပြီးတဲ့နောက်ပြည်내ထူထောင်ရေးနဲ့ဘေးအန္တရာယ်ကာကွယ်လျှော့ချရေးလုပ်ငန်းစဉ်တွေရေးဆွဲရမှာပံ့ပိုးကူညီပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင် ယဉ်ကျေးမှုအမွေအနှစ်နဲ့အစာအုပ်ဆိုင်ရာစစ်ဆေးရေးအဖွဲ့တွေဆင်လွတ်ပြီးပြည်စည်းနေတဲ့ရှေးအောင်ယဉ်ကျေးမှုအမွေအနှစ်ပြည်စည်းတွေအစာအုပ်တွေကိုစစ်ဆေးအကဲဖြတ်တာခိုင်ခံ့မှုစမ်းသပ်တာနဲ့ပြည်ပြင်းမုံမံတဲ့လုပ်ငန်းတွေဆောင်ရွက်သွားမယ်လို့သိရပါဗျာ။